ကြံပြူอ่ะအကြံပြူတာကြာတော့ဆိုပြီအကြံပြူอ่ะဘာပြူမလဲကိုကြံပြူอ่ะအဲ့တော့လေတနစ်ပဲရှိသေးတယ်တိတ်တော့မသိတော့မသိသေးဘူးပြောရမို့အပူနဲ့အေးအေးဖြစ်နေတာပေါ့အမကအပူတိုက်မေးကိုရကြအေးအေးတိုက်ဆိုတော့လူလေဘေဘာပဲပြောဘေဘီပြောကိုကိုပဲနောက်ပဲဒီဖန်နာထွက်အဲ့လိုပဲပြောတယ်အမြဲတမ်းဟုတ်ကဲ့လားအမြဲတမ်းဟုတ်ကဲ့လားအမြဲတမ်းဟုတ်ကဲ့အများပါတယ်အေးဟောသူမကြိုက်တာကိုမလုံနဲ့ပေါ့ကိုမကြိုက်တာသူမလုံနဲ့ပေါ့အဲ့လိုမျိုးကိုလုံချင်အောင်လုံ အဲ့ဒါဆိုအဆင်ပြေပါတယ်ဟုတ်အာဟုတ်ကဲ့ဖြစ်ခဲ့ပါတယ်နားလည်ပြေပါတယ်အများကြီးနားလည်ပြေတယ်ဟိုကဘာလို့ဆိုတော့ကျွန်တော်ကကြောက်အေးအေးဆေးဆေးကိစ္စတစ်ခုလုပ်လဲအေးအေးဆေးဆေးပဲလုပ်တယ်သူကကြောက်မြန်မြန်ဆန်ဆန်ဆုံးဖြတ်တယ်ဟိုကဆုံးဖြတ်တယ်အဲ့ဒါလေးကိုဟောပေါ့တစ်ခါကျရင်မြန်ဆန်တဲ့ဟာကြရင်လည်းတစ်ခါကျရင်မှားတတ်တာရှိတယ်ပေါ့အဲ့ဒါလေးမြန်မြန်ဆန်မလုပ်နဲ့အေးအေးဆေးလို့နောက်ဆုံးတော့လည်းပြီးသွားတာပဲ ဘလောက်ပဲအရေးကြီးတဲ့ကိစ္စဘလောက်ပဲကြီးတဲ့ကိစ္စဖြစ်ဖြစ်နောက်ဆုံးတော့လည်းပြီးသွားတာအောင်အေးအေးဆေးထားဆုံးဖြတ်လို့ဆိုကိုကကြောက်စိတ်ညံလူညံထားဆိုဒူးတော်တိုင်းပဲလို့တာအဲ့ဆိုကိုရအဲ့လိုမလုံနေအဲ့လိုလုံရအမားပါတတ်တဲ့ဘယ်ရမဆိုပြီးပြီးခေါင်းအေးလေးနဲ့ပဲစဉ်းစားဆုံးဖြတ်တခုခုဒီရအချိန်တိုင်းပြီးသွားမှာပဲ share the love share the love share the love but don't tell me don't ရေးရနာ ဟုတ်ကဲ့ပါစူတောင်းစကားလေးကတော့ကိုကိုရင်ပြောမှာဟာနှစ်တရာတိုင်းပျော်ရွှင်ချမ်းမြေ့တဲ့အိမ်တော်ကြီးဖြစ်ပါစေစူတောင်းပေးပါရစေဟုတ်ကဲ့ပါနှစ်တရာတိုင်းပျော်ရွှင်ချမ်းမြေ့တဲ့အိမ်တော်ကြီးလေးဖြစ်ပြီးတော့တန်းငယ်နဲ့ဆိုးပြေးလေးတို့ရာသက်ပန်ရိုးမြေကြရွှေလက်တွဲနိုင်ပြီးတော့တသမီးမီးတွေလည်းအများကြီးဖွမ်းမြင်ပါစေလို့စူတောင်းပေးပါရှင်ဖက်ရှင်ကတော့မမရဲ့ဒီနေ့ကတော့လာမင်းကိုကိုချုပ်ပေးရပါတော့လာမင်းကိုကိုချုပ်ပေးရပြီးတော့အမ်ဟိုပါတော့မိတ်ကပ်ကတော့မြင့်ထပ်ပိုင်ဖြစ်ပါတယ်မမအဲဒီဇိုင်နာရဲ့ idea ပါ ပီတီကတော့အရန်ပေါ့နော်အာပြောရွှင်ပါတယ်အဓိကကတော့ဒီဟိုပါပေါ့နော်နားလည်မှုနဲ့ပေါ့နော်တိဆောက်သွားကြလို့ရှင်တော့တကယ်ပေါ့နော်ဒီရာသက်ပန်းရုံးပြကြရေလက်တိုင်းနိုင်တဲ့အိမ်ဟောင်းကြီးတွေဖြစ်မှာပါအကြံပြုကတော့အဓိကကတော့နားလည်မှုပါပဲညီမလေးဟုတ်နားလည်မှုရေးကြည့်ပါဒီဟာဟိုဟာဟိုသူမကြိုက်တာကိုမလုံနဲ့ပေါ့ကိုမကြိုက်တာသူမလုံနဲ့ပါလို့ပြောကိုလုံချင်အောင်လုံ အဲ့ဒါဆိုအဆင်ပြေပါတယ်ဟုတ်နားလည်မှုကတော့အာဘယ်လိုပြောရမလဲအဲ့လိုမျိုးပေါ့ဟာ तू မကြိုက်တာတွေ့ရင်ဒါမကြိုက်ဘူးနောက်တစ်ခါ तू မလုပ်တော့ကျွန်တော်ကြိုက်တာလုပ်တာမကြိုက်တာတွေ့ရင်လည်း तू ပြောတယ်နောက်တစ်ခါကြိုက်ရင်ကျွန်တော်မလုပ်တော့ဘူးတဖြည်းဖြည်းနည်းနည်းသွားတော့မကြိုက်တာတွေလုပ်အကြံပြုရအောင်အကြံပြုတာကြတော့ဆိုပြီးအကြံပြုရဘာပြုမလဲကိုကြံပြုရအောင်အဲ့တော့လေတနည်းပဲရှိသေးတယ်တိတ်တော့မသိတော့မသိသေးဘူးအာဟုတ်ကဲ့ဖြစ်ခဲ့ပါတယ် မရှိဘူးမရင်းမိอ่ะဒီကြားထဲမှာအဆက်အသွယ်မဆက်အသွယ်ဖြစ်တာကြပြီအရင်တော့ဆိုငငယ်တော့ဆိုခဏခဏစုံနေအဲ့လိုရှိုးပွဲအတူတူသွားဆိုတာ ਈ ပါရဲ့အဲ့လိုမုံကြီးဟိုမုံဖတ်တွေပါအဲ့ဒီပြန်ပြောလိုက်မယ်အရင်တော့ဆိုလို့ရှိရင်အတူတူရှိုးဘွဲတွေလည်းစုံကြရတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတခုခုရိုက်တာတွေပါလေအတူတူစုံကြရပေါ့ဒီနောက်ပိုင်းကျတော့အာဒီကိုဗစ်နောက်ပိုင်းမှာတိတ်မစုံဖြစ်ကြတော့တိတ်မသိတော့ဘူးပေါ့နော်အဲ့လိုမျိုးအခုကျတော့တီးတော့ဆက်ဆက်ချင်းကြော်ညာတော့ surprise ဖြစ်မိပါတယ်ဟုတ် မိမစကားနားထောင်ဖြစ်လားနားမထောင်ဖြစ်လားကိုကိုနားထောင်တာကတော့နားအေးတာပေါ့နားမထောင်နားမထောင်တော့နေနားပူတာနားနားအေးခြင်းနားထောင်လိုက်နားမေးတော့ နားမအေးကျင်တော့နည်းနည်းတိတ်နားမထောင်ဘူးဘလို့ကိုကိုခုတ်ပတ်နားဝင်ဒီဘက်နားထွက်ဟာလားဘလို့နားဝင်ဘာနားထွက်ပါဟာလားဘာဖြစ်လို့လဲတဲ့ဒါကြရင် तू ပြောကြင်ဗာဒီပြောနေမှာမဟုတ်လားအာဒီဘက်နားဝင်ဟိုဘက်နားထွက်သွားတာ။ညံပြောမှမဟုတ်အပူနဲ့အေးအေးဖြစ်နေတာပေါ့အမကကြောင့်အပူတိုက်မေးကိုရကြအေးအေးတိုက်ဆိုတော့ तू လည်းဘေးဘာပဲပြောဘေးဘီပြောကိုကိုဘက်နားဝင်ဒီဘက်နားထွက်အဲ့လိုပဲပြောတယ်။အများနဲ့ဟုတ်ကဲ့လား။ဟမ်အများနဲ့ဟုတ်ကဲ့လားအများနဲ့ဟုတ်ကဲ့လားအများနဲ့ဟုတ်ကဲ့များပါတယ်။အေး ယူဆိုင်ပေးပါတယ်ဟုတ်စားစားရယူဆိုင်ပါတယ်ဟုတ်နားလည်းပေးလားတဲ့ဘယ်လောက်ချစ်လဲတဲ့ဘယ်လောက်ချောလဲတဲ့နားမလဲဘလို့ဘလို့မဟုတ် baby အရန်ချောတယ်ဆိုတာကိုလက်ခံပါတယ်တဲ့အဲ့ဒါလက်ခံတယ်လက်ခံပါတယ်နားလည်းပေးပါတယ်အများကြီးနားလည်းပေးတယ်ဟိုကဘာလို့ဆိုတော့ကျွန်တော်ကကြောက်အေးအေးဆေးဆေးကိစ္စတစ်ခုလုပ်လဲအေးအေးဆေးဆေးပဲလုပ်တယ်သူကကြောက်မြန်မြန်ဆန်ဆန်ဆုံးဖြတ်တယ်မြန်မြန်ဆုံးဖြတ်တယ်အဲ့ဒါလေးကိုဟောပေါ့တစ်ခါကြရင်မြန်ဆန်တဲ့ဟာကြရင်လည်းတစ်ခါကြရင်မှားတတ်တာရှိတယ်ပေါ့အဲ့ဒါလေးမြန်မြန်ဆန်မလုပ်နဲ့အေးအေးဆေးလို့နောက်ဆုံးတော့လည်းပြီးသွားတာပဲ ဘလောက်ပဲအရေးကြီးတဲ့ကိစ္စဘလောက်ပဲကြီးတဲ့ကိစ္စဖြစ်ဖြစ်နောက်ဆုံးတော့လည်းပြီးသွားတာအောင်အေးအေးသာဆုံးဖြတ်ရတယ်လို့ဆိုကိုကကြောင့်စိတ်မြန်လူမြန်သာဆိုဒူးဟော်တိုင်းပဲလို့တာအဲ့ဆိုကိုကြီးအဲ့လိုမလုံနဲ့အဲ့လိုလုံရင်အမားပါတတ်တယ်ဘယ်ရာမဆိုပြီးပြီးခေါင်းအေးလေးနဲ့ပဲစဉ်းစားဆုံးဖြတ်တခုခုဒီရာအချိန်တိုင်းပြီးသွားမှာပဲတခုခုအချိန်ပေါ့နော်နောက်ကြလို့ကားမြန်လို့ရှင်မြန်မြန်မောင်းပေးပါမြန်မြန်မောင်းမယ်ဆိုမဟုတ်ပေးပြီး ဒီလမ်းကဒီအားရောက်မှာပဲမြန်မြန်သွားလဲဒါပဲဖြည်းဖြည်းသွားလဲဒါပဲချိန်တန်လို့ရှင်ရောက်မှာပဲသိဆန္ဒမစောနဲ့အဲ့ဒါတော့အမြဲတမ်းဆုံးမဖြစ်တယ်ပေါ့နော်အခုချိန်အခုချိန်ထိပဲအမေပေါ့နော်အားလားမမေမိုင်ပြီးရင်ဒါကမမေကွိုင်လားမမေကွိုင်ပါကွိုင်ပါအမေကိုတိုင်တာလေးရှိလားတဲ့တိုင်ဖြစ်လားတဲ့မမေကတော့တိတ်မတိုင်ဖြစ်ပါဘူးအမေကသူ့အကြောင်းသိပြီးသားသူ့အကြောင်းသိပြီးသားဆိုမသိလို့ရှိရင် ဟုတ်ကဲ့ပါမင်္ဂလာဆုတောင်းစကားလေးကအာဘယ်လိုပြောရမလဲဆိုစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးရောအဲတားငယ်လေးရောစိုးပြည့်လေးရောတက်ရကြောရှိပါစေစီးပွားရေးလောကမှာရောအမှုပညာလောကမှာရောအဲဒီထက်မကအောင်မြင်မှုများစွာအများကြီးအများကြီးပေါ့နော်ဒီလင်ဒီမြာအများကြီးရရှိပါစေအဝမင်းအောင်လို့ပေါင်းသိနိုင်ကြပါစေလို့ဆုတောင်းပေးပါရစေကိုကိုဆုတောင်းပေးပါဒါသက်မှရိုးမြင့်ကြအောင်မြင်ပျော်ရွှင်တဲ့အိမ်တော်ရေးဖြစ်ပါစေ